ဒီနေ့ဗီဒီယိုမှာကျွန်တော်စီးပွားလုပ်ငန်းရှင်တွေတော်တော်များများပြောလေးရှိရတဲ့သုံးလေးရှိရတဲ့စီးပွားနေပင်မှာအများကြီးကြာဖူးနာဝရှိတဲ့စကားလုံးနှလုံးကိုကျွန်တော်ချွေးနေတော့မှာဖြစ်ပါတယ်။ပထမစကားလုံးတစ်လုံးကတော့ root လို့ခေါ်တဲ့စေကံသမတ် ရှိတဲ့ဖြစ်ပြီးတော့နောက်တစ်ခုကတော့ system လို့ခေါ်တဲ့စနစ်ဖြစ်ပါတယ်။ဒီ root ဆိုတဲ့ဟာနဲ့ system ကိုတစ်ခါတလေကြာကျွန်တော်တို့ရောထွေးပြီးအမှားပြီးလုံမိတာလည်းရှိတယ်။မှားပြီးနားလေထားတာလည်းရှိတတ်တယ်။ rule ဆိုတာကတော့တသက် system ဆိုတာတသက်ဆိုတာတော့လူတိုင်းနားလေရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ local ဆောက်ရတဲ့အခါ system နဲ့လောက်ရမယ့်အရာကို rule တွေနဲ့သွားလုံးမိတာတော့ rule နဲ့လောက်ရမယ့်အရာကို system တွေနဲ့သွားလုံးမိတာမျိုးတွေဖြစ်ကြတယ်ပေါ့လေဟိုအမှားလေးတွေတွေ့ကြတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ rule နဲ့ system ကိုတိတိကျကျသာသိထားမယ်ဆိုရင်ဘယ်နေရာမှာ system နဲ့တည်ဆောက်ပြီးတော့ဘယ်နေရာမှာ rule နဲ့ကိုက်တွေ့ဖြစ်ရှင်းရမလဲဆိုတာကိုကျွန်တော်တို့သိနေမှာဖြစ်ပါတယ် စစ်စနဆိုတာကတော့စနစ်ဖြစ်ပါတယ်စနစ်ဆိုတာကတော့ရင်းမှန်းချက်တစ်ခုကိုကျွန်တော်တို့ထိရောက်အောင်မြင်အောင်လောက်ဆိုင်ဖို့အတွက်ဒီဇိုင်းချွေးထားတဲ့လုပ်ငန်းစဉ်တွေစီးမြှင့်တွေ နေလန်းအနေနဲ့အရင်အမြိတ်တွေဥပမာလူတွေဆက်ငွေအချက်လက်စသည်အဖြစ်ပေါ့လေစနိုက်တကြပုတ်ဆက်အသုံးပြုထားတဲ့အစီအစဉ်တရက်ဖြစ်ပါတယ်ကျွန်တော်တို့စနိုက်တစ်ခုဖြစ်တယ်ပေါ့လေစီစတန်တစ်ခုဟာလုပ်ငန်းအတွင်းမှာလောက်ဆုံရှက်တွေကိုအလိုလျောက်စနိုက်တကြထိန်းချုပ်ပေးပြီးတော့ရားလက်ကျုပ်ကုံများကိုရရှိအောင်ကူညီပေးပါတယ်စီစတန်ရဲ့ရွေရှက်ကတော့ကျွန်တော်တို့စနိုက်တကြလောက်ဆုံဖို့နဲ့အရေးအသွေးထိရောက်မှုမြင့်မားစေဖို့အတွက်ဖြစ်ပါတယ်ဥပမာကျွန်တော်တို့လုပ်ငန်းလေပတ်မှုအဆင်ပြေစေဖို့ အချင်းငွေလောက်အားစသည့်အရင်အမြင့်များရွှေတာနိုင်ဖို့အမအရင်နေပြီးရင်ဆန်ရှင်ဆန်ညွှန်းမှီတဲ့ရာလမ်းများရရှိစေဖို့အလုံးများကိုကျွန်တော်တို့ထက်တလေးလေးလှုပ်ဆောင်ရာတွင်မဖြစ်ဖြစ်ပေါ့လေကိုက်ညင်မှုရှိစေဖို့အတွက်ကျွန်တော်တို့စနစ်တန်ကို family ရှိကြပါတယ်စီးပွားလုပ်ငန်းတိုက်ဟာ system ကောက်တစ်ခုမပါဘဲရေရှည်တည်တံ့ပြီးအောင်မြင်ဖို့ဆိုတာခက်ခဲပါတယ် system တွေဟာစီးပွားလုပ်ငန်းတွေအတွက်အောက်မှာရှိတဲ့အရှိတတော်အလွန်အရေးပါပါတယ်နံပါတ်၁ကတော့အချိန်နဲ့စွမ်းအားရွှေတာနိုင်ခင်းဖြစ်ပါတယ် system ကောက်တစ်ခုကလုပ်ငန်းလေပတ်မှုကိုအလိုလျောက်ဖြစ်စေပြီးတော့လူသားတွေရဲ့အချိန်နဲ့စွမ်းအားကိုအကျိုးရှိစွာအသုံးချနိုင်စေပါတယ်ဥပမာအယောက်စနိုက်တို့ဇင်းကြိုက်စနိုက်တို့ကိုကျွန်တော်တို့သေးသေးရှာရှာ system တစ်ခုရှာမှတ်ထားမယ်ဆိုရင်အချိန်ကိုလေကျွန်တော်တို့ရွှေတာနိုင်တယ် ွှန်းအားတွေကိုလေကျွန်တော်တို့ရွှေတာနိုင်ပြီးသားဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ဆန်ညွှန်းများနဲ့ကိုက်ညင်မှုရှိရှင်ဖြစ်ပါတယ်။ဆိုလို့ဆိုကြပါစို့ဗျာကျွန်တော်တို့စီစတမ်ကလုပ်ငန်းတိုင်းမှာသတ်မှတ်ချက်များကိုလိုက်နာစေပြီးတော့ဝန်ထမ်းတွေနဲ့ဖောက်တွေတွေထောက်ကူများရဲ့အခြေသေးကိုထိမ့်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 ပေးထားပါတယ်။ခုနအရှိမပြောခဲ့သလိုပေါ့လေဆန်ရှင်အမှန်သတ်မှတ်ထားမယ်ဆိုရင်အဲ့ဒီဆန်ရှင်ဆန်ညွှန်းနဲ့ ကဲ့ညီတဲ့တသမက်တိကြတယ်ပေါ့လေစီဇန်တစ်ခုရှိနေမှာဖြစ်ပါတယ်နံပါတ်3ကတော့ကျွန်တော်တို့အမှားအရင်ချော့ချနိုင်ရှင်ဖြစ်ပါတယ်စီဇန်တစ်ခုရှိနေပြီဆိုရင်ကျွန်တော်တို့လူသားတွေရဲ့လက်ဖြင့်လှုပ်ဆောင်ရင်အမှားဖြစ်နိုင်ရှင်များပဲမဲ့စီစတန်ကကြတော့ထတ်တူကြပြီးတော့တိကြတဲ့လှုပ်ဆောင်ချက်တွေကို ဖန်တီးပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အမှားအယွန်းတွေကိုချော့ချနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ကတော့ scalability လို့ခေါ်တယ်ကျွန်တော်တို့ shit twin နိုင်စွမ်းဖြစ်ပါတယ်။ဆိုကြပါစို့ဗျာ system code တစ်ခုရှိမယ်ဆိုရင်လုပ်ငန်းကိုလွယ်ကူစွာ shit twin နိုင်ပါစေ။ဥပမာဖောက်တဲ့အရေးအတွက်တိုးလာရင်တိုးလာရင်ဘယ်လိုလုပ်ကြမလဲ။ဖောက်တဲ့အရေးတိုးလာမယ်ဆိုရင် CRM လို့ခေါ်တဲ့ကျွန်တော်တို့ customer relationship management system တစ်ခုကစီမံခန့်ခွဲမှုကိုပိုလွယ်ကူစေပါတယ်။ စသည်အဖြစ်ပေါ့လေကိုကဒီတဆိုင်ကိုစီစံကြကြတေဆောက်တက်ပြီဆိုရင်နောက်ဆိုင်တစ်ခုဖွင့်ဖို့နောက်ဆိုင်ရဲ့အများကြီးတိုးရှိသွားဖို့ဆိုတာကျွန်တော်တို့အရန်လွယ်ကူသွားပြီဖြစ်ပါတယ်နောက်တစ်ခုကတော့ဆုံးဖြတ်ချက်များမှန်ကန်စေရှင်းဖြစ်ပါတယ်စီစံတစ်ခုကိုတေချာရှာမှတ်ထားတဲ့အတွက်ကျွန်တော်တို့ရှာမှတ်တဲ့ဆုံးဖြတ်ချက်တွေကိုလည်းမှန်ကန်စေပါတယ်စီစံကနေထုတ်ပေးထားတဲ့အချက်လက်တွေ data တွေကိုအခြေခံပြီးတော့ကျွန်တော်တို့စီးပွားလုပ်ငန်းဆုံးဖြတ်ချက်များကိုမှန်ကန် မှန်မှန်ကန်ကန်နဲ့မြန်ဆန်ယုံကြည်စိတ်ချသောရှာမှတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စီးပွားလုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင်စီစတန်ဂုတ်တစ်ခုဟာမရှိမဖြစ်အရေးပါပါတယ်။စီစတန်တွေဟာကျွန်တော်တို့လုပ်ငန်းလေပတ်မှုကိုပုံမတိကျဖို့ ထိရောက်စွာလှုပ်ဆောင်နေစွမ်းရှိပြီးတော့ရေရှင်မှာလည်းရှေ့ပိုင်နေစွမ်းကိုမြင့်တင်ပေးပါတယ်။ဒါကြောင့်စီးပွားလုပ်ငန်းရှင်များအနေဖြင့်မိမိတို့ရဲ့လုပ်ငန်းအမျိုးအစားနဲ့လိုအပ်ချက်များကိုလိုက်ချောညီထွေရှိသောစီစတမ်များကိုတည်ဆောက်ထားရန်အထူးဂရုပြုသင့်ပါတယ်။ကျွန်တော်တို့လုပ်ငန်းနဲ့ကျွန်တော်တို့ရဲ့လိုအပ်ချက်နဲ့ကျွန်တော်တို့လုပ်ငန်းအမျိုးအစားနဲ့ထက်တူကြနိုင်တဲ့လိုက်ချောညီတွေရှိတဲ့စီစတမ်တစ်ခုကိုကျွန်တော်တို့စီးပွားလုပ်ငန်းရှင်တွေဟာတည်ဆောက်ကိုတည်ဆောက်ကြရမှာဖြစ်ပါတယ်။ root ဆိုတာကတော့ကျွန်တော်တို့စင်းမြင့်သို့မဟုတ်စေကန်း ကိုခေါ်ပါတယ်ကျွန်တော်တို့ဆိုလိုတာကဗျလောက်ဆောင်ချက်တွေဆက်ဆံရင်း အေးများနဲ့ဆုံးဖြတ်ချက်မျိုးကိုစနိုက်တကြထင်းသိမ်းရန်သတ်မှတ်ထားသောလမ်းနှံချက်များသို့မဟုတ်ဆိုင်နှုံးများဖြစ်ပါတယ်။ရူးတွေကတော့လူမှုအတိုင်းဝိုင်းဖြစ်စေအဖွဲစေဖြစ်စေသို့မဟုတ်လုပ်ငန်းတစ်ခုအတွင်ပြဿနာများကိုရှောက်ရှားရန်စေလုံးမှုရှိစေရန်ရေမှန်းချက်များနဲ့အောင်မြင်စေရန်ကြိုတင်သတ်မှတ်ထားတတ်ပါတယ်။ရူးတိုင်းမှာတော့လိုက်နိုင်ရမယ့်စေကံချက်များပါဝင်ပြီးတော့အဲ့ဒီဟာကိုရှိုးဖောက်ပါကအပြစ်ဒဏ်သို့မဟုတ်မကောက်သောရလဒ်များရရှိနိုင်ပါတယ်။ ရူရရူရချက်ကတော့ကျွန်တော်တို့အဓိကရူရချက်ကတော့အဖွဲ့အစည်းသို့မဟုတ်လုပ်ငန်းတစ်ခုအတွင်းမှာရှုပ်ထွေးမှုကိုလျှော့ချတာတွေတာဝန်ယူမှုနဲ့မျှတမှုကိုမြင့်တင်ရတဲ့လုပ်ငန်းဆောင်တာမျိုးကိုပုံမထီရောက်စွာလေးပတ်နိုင်ရန်ဖြစ်ပါစေ။ဥပမာဆိုကြပါစို့ဗျာကျွန်တော်တို့ရူချမှတ်တွေဆိုတာအလောက်ခွင်မှာ လုံခြုံရေးစံနှုန်းများသတ်မှတ်တာတို့ဝန်ထမ်းများရဲ့အပြုအမူနဲ့စေကမ်းများကိုထိန်းသိမ်းရှင်းတို့ဖောက်တင်များနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုစံစံရှင်များကိုရှာမှတ်ရှင်းတို့ဥပဒေနဲ့ကိုက်ညီတဲ့လုပ်ငန်းလေးပတ်မှု ှုကိုသေချာစေရှင်းစတဲ့ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။စီးပွားလုပ်ငန်းတွေအတွက် rule ဟာလေတော်တော်အရေးပါပါတယ်။ rule မြောက်ကိုမှီခို အားထားရပြီးတော့ကျွန်တော်တို့၎င်းတို့မရှိပါကလုပ်ငန်းအတွင်ပြဿနာမျိုးကိုကျွန်တော်တို့မတင်ညီမှုများဖြစ်နိုင်တယ်ပြဿနာတွေအကြီးကြီးတက်နိုင်တယ် rule တွေရှိရှင်းအောင်ကျွန်တော်တို့လုပ်ငန်းတွေအတွက် အရေးပါတဲ့အချက်၅ချက်ရှိပါတယ်နံပါတ်၁အချက်ကတော့စီလုံးမှုနဲ့ပြီးပြည့်စုံမှုရှိစေခြင်းဖြစ်ပါတယ် ်ဆိုကြပါစို့ရူးတွေဟာကျွန်တော်တို့လုပ်ငန်းအတွင်းမှာလောက်ကိုင်းနေသူအလုံးဟာတူညီတဲ့ဆန်နှုတ်များနဲ့လမ်းညွှန်ပေးပါတယ်ဥပမာဝန်ထမ်းအလုံးအလောက်စတ်စတင်တဲ့အရှင်နာရှင်စသည်တို့ကိုသတ်မှတ်ပေးခြင်းအပြင်လုပ်ငန်းလေပတ်မှုကိုစနစ်တကျဖြစ်စေပါတယ်ဘေးရှင်မှာလာရမယ်ဘေးနိုင်မှာယုံတက်ပြီးဘေးနိုင်မှာယုံဆင်းရမယ် မုန်းစားရှင်ကတော့ဘေးရှင်တွေဖြစ်တယ်ထမင်းစားရှင်ကတော့ဘေးရှင်ဖြစ်တယ်စသည်အပြင် root တွေကျွန်တော်တို့အသေးစားသတ်မှတ်ထားတယ်ဆိုရင်ဝမ်ထက်အလုံးတပင်းညင်ဖြစ်ပြီးတော့ကျွန်တော်တို့လုံငန်းလေပတ်မှုကိုလေအဲဟို BB ဆုံးမှာဖြစ်စေပါတယ်နောက်တစ်ခုကတော့ပฏิပฏิဘက်ခတွေကိုရှော့ရှာနိုင်ခြင်းဖြစ်ပါတယ် root တွေကတော့လုံငန်းအတွင်းမှာဖြစ်ပေါ်နိုင်ခြင်းရှိတဲ့အငင်းပေါ်မှုတွေကိုကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်ဆိုကြပါစို့လာစားပေးရှင်မှုစင်းမြင်စင်ကန်သတ်မှတ်ချက်တွေဟာဝမ်ထက်နဲ့အလုံးရှင်ကြားကတဖတ်တော့ကွေးလင်းမှုကိုရှော့ရှာပေးနိုင်ပါစေဥပမာရေပေါ် တ်30လောက်ရင်ဘလောက်ရမယ်ဆိုတဲ့ rule ကိုသတ်မှတ်ထားမယ်ဆိုရင်သူကအတိအကျအဲ့ဒီရပ်ပုတ်30ဆင်းလိုက်တဲ့အလောက်လောက်လိုက်တဲ့အတွက်သူ့ကိုအသေးရှာရမှာဖြစ်ပါတယ်ဒီလိုပါပဲလုပ်ငန်းအထက်မှာလည်းတာဝန်ခွဲထားတယ်ဘေးတာဝန်တွေဘလို့လောက်ရမယ်စသည်အပြင်သတ်မှတ်ထားတဲ့စိတ်ကန်းတွေအတိုင်းလိုက်လုံမယ်ဆိုရင်ကျွန်တော်တို့မလို့လောက်အပ်တဲ့ပဋိပက္ခတွေကိုကျွန်တော်တို့ညှဉ်းခုမှုတွေကိုပြဿနာတွေကိုရှော့ရှာပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ rule တွေဟာဥပဒေနဲ့ကိုင်ညီမှုကိုသေချာစေခြင်းဖြစ်ပါတယ်ဆိုဆိုကြပါစို့စီးပွားလုပ်ငန်းတွေဟာ ာကျွန်တော်နိုင်ငံရဲ့ဥပဒေနဲ့ကိုက်ညီတဲ့ rule တွေရှာမှတ်ထားရင်လိုအပ်ပါတယ်။ဥပမာအခွင့်ဆရာစည်းကမ်းတွေဖြစ်ဖြစ်တဘာဝပတ်ဝန်းကျင်ကောက်ကွေစသည်အပြင်ပေါ့လေဒီဥပဒေနဲ့ကိုက်ညီမှုနဲ့စည်းကမ်းတွေသတ်မှတ်ထားမယ်ဆိုရင်လေဒီဥပဒေနဲ့ကိုက်ညီမှု ဟုံးကိုသေချာစေတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့အရေးသွေးမှုယုံကြည်စိတ်ရှမှုတည်ဆောက်ခြင်းဖြစ်ပါတယ်ရူးတွေကထောက်ကူနဲ့ဝန်ဆောင်မှုများရဲ့အရေးအသွေးကိုထိမ့်သိမ့်ပေးပြီးတော့ဖောက်တည်တွေကယုံကြည်မှုကိုရရှိစေပါတယ်ဥပမာစားတော့ဆိုင်တန်ရှင်းကိုစင်မြတ်သတ်မှတ်ထားတာအင်တာဆင်းမယ်ဆိုတော့မှနံပါတ်1အာရေဆွေးရှမယ်နံပါတ်2ဆက်ပြလောင်းမယ်အစားရနံပါတ်3တမျက်စီလေးမယ်ပြီးမှဘာလုံးမယ်ဘာလုံးမယ်စသည်အဖြစ်ပေါ့လေအဲ ခုံစားတော့ဆိုင်တွေမှာတန်ရှင်းလောက်လေဒီတိုက်ပဲပေါ့လေစပွဲခုံကိုတောက်တဲ့အခါဘယ်က step 1ကဘာလုပ်မလဲ step 2ကဘာလုပ်မလဲ step 3ကဘာလုပ်မလဲစသည်အပြင်သေချာတိကျတဲ့ route တွေကသတ်မှတ်ထားမယ်ဆိုရင်ကျွန်တော်တို့ဟိုရဲ့ performance ကိုလည်းတက်လာမယ်အရေးသေးတွေ quality တွေတက်လာမယ်ပြီးရင် customer တွေရဲ့စိတ်ချယုံကြည်မှုကိုရလာမယ်ဗျာဟိုဝန်ထမ်းတစ်ယောက်ကတော့တကားတွေဖွင့်ပေးတယ်အဲ့ customer ပဲနောက်တစ်ယောက်လာတော့တကားမဖွင့်ပေးတော့ဘူးစသည်အဖြစ်ပေါ့လေအဲ့လိုမျိုးမဖြစ်တော့ဘူးတပုံစံတွေတသားတွေဖြစ်တဲ့အတွက်အရေးသေးတွေကလည်းမြင့်လာမှာဖြစ်တယ်လို့ customer ဖက်ကကြည့်လိုက်ရင်ဒီ product တွေဒီဝန်ဆောင်မှုတွေကိုယုံကြည်စိတ်ချရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အရေးသေးနဲ့ယုံကြည်စိတ်ချရမှုတည်ဆောက်ရှင်းတယ်လေဒီ root ဟာအကျိုးရှိပါတယ်နောက်တစ်ခုကတော့ ယေရှုတည်တံ့သောလုပ်ငန်းဖွံ့ဖူးမှုကို ဖြစ်စေပါတယ်ဆိုရတော့ဗျာယူးတွေဟာလုပ်ငန်းကိုစနိုက်တကြစီမံခန့်ခွဲနိုင်စေပြီးတော့ရေရှင်မှာဖွံ့ဖူးတိုးတက်မှုကိုအထောက်အကူပြုပါတယ်ဥပမာငွေကိစ္စီမံခန့်ခွဲမှုစီမင်းများရှာမရှင်အပြင်လုပ်ငန်းရဲ့ဗန်ဒါရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ပါတယ်ငွေကိုဘယ်လိုစနိုက်တကြသုံးမလဲ face score တွေကဘာတွေ cost တွေကဘာတွေ expense တွေကဘာတွေစသည်အပြင်ဝင်ငွေထွက်ငွေစသည်အပြင်ပေါ့လေ rule တွေရှာမှတ်ပြီးအသေးစားလောက်တဲ့အပြင်ကျွန်တော်တို့ရေရှင်တည်တက်တဲ့လုပ်ငန်းဖွံ့ဖူးမှု ကိုရစေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ rule ဆိုတဲ့အစီကံအန်းတွေဟာလေစီးပွားလုပ်ငန်းတစ်ခုကိုစနိုက်တကြလေပတ်စေဖို့အတွက်ပဋိပက္ခနဲ့အရေးအသွေးပြဿနာမျိုးကိုကာကွယ်စေဖို့အတွက်အဓိကကျတဲ့ ကျိုးတန်းများဖြစ်ပါတယ်။ကောင်းမွန်တဲ့ root တွေဟာလုပ်ငန်းကိုဥပဒေနဲ့အညီလေပတ်စင်ပြီးတော့ဝန်ထမ်းတွေဖောက်တည်တွေနဲ့လူအဖွဲ့အစည်းတွေယုံကြည်မှုကိုတည်ဆောက်ပေးပါတယ်။ဒါကြောင့်စီးပွားလုပ်ငန်းရှင်များအနေနဲ့မိမိတို့ရဲ့လုပ်ငန်းအသီးသီးနဲ့ကိုက်ညီတဲ့ root တွေကိုရှင်းလင်းစွာသတ်မှတ်ပြီးတော့လိုက်နာမှုရှိအောင်စီမံသင့်ပါတယ်။ဒါကြောင့်စီးပွားလုပ်ငန်းတွေဟာကျွန်တော်တို့ဒီ system စနိုက်တစ်ခုတည်ဆောက်ရမယ်။ root စေကန်သတ်မှတ်ချက်တွေရှာရမယ်။ဒီ root နဲ့ system ကိုကျွန်တော်တို့အသေးစား လေးတွေးပြီးရင်စီးပွားလုပ်ငန်းတွေအတွက်အသုံးပြုရမှာဖြစ်ပါတယ်အဲ့ဒီလိုအသုံးပြုခြင်းအပြင်ကျွန်တော်တို့ရဲ့စီးပွားလုပ်ငန်းတွေလည်းတိုးတက်ကောင်းမွန်လာမှာဖြစ်တယ်လို့ကတ်စတမာတွေအတွက်လည်းအဲယုံကြည်စိုက်ရှာပြီးအကျိုးရှိတဲ့အရာတွေဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့စီးပွားလုပ်ငန်းတွေမှာအာလူတိုင်းလိုလိုစီစတန်တွေရှာပြီးလောက်ကြတယ်ဗောလေ root တွေသတ်မှတ်ကြတယ်ဒီလိုသတ်မှတ်လောက်ကြိုင်လေးရှိတဲ့အတွက်လေကျွန်တော်တို့ရဲ့ product တွေကျွန်တော်တို့ရဲ့ဝန်ဆောင်မှုစပိတွေပေါ်မှာ performance တက်လာစေတာဖြစ်ပါတယ်ဒါပေမဲ့ လူတချို့တွေကစီစတမ်နဲ့လောက်ရမဲ့အရာကိုရူနဲ့သောလုံးမှင်တာမျိုးရူနဲ့လောက်ဆောင်ရမဲ့အရာတွေကိုစီစတမ်နဲ့လောက်ဆောင်မှင်တာမျိုးတွေရှိတတ်ကြတယ်။ဒါကြောင့်ရူနဲ့စီစတမ်ကို သေချာလေးတိတိကျကျသိရှိနားလည်ထားမယ်ဆိုရင်သဖို့ပေါက်ထားမယ်ဆိုရင်ကျွန်တော်တို့အလွေးတွေမလုံးမှင်ပဲ performance ကိုတက်လာစေမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ product တွေ service တွေအပေါ်မှာကျွန်တော်တို့ရဲ့ performance ကိုတက်အောင်လုံးနိုင်မှာဖြစ်ပါတယ်။ ဟုတ်ပြီကျွန်တော်တို့ system တစ်ခုရဲ့ရွေချက်ကတော့ consistency လို့ခေါ်တယ် the thematic ဖြစ်မှုအတွက်ဖြစ်ပြီးတော့ rule ရဲ့ရွေချက်ကတော့ခိုက်တဲ့အတိုက်အတိအကျလုပ်တဲ့ဆက်ရုပ်လူတော့တွေမွေးထောက်ဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့ business မှာ the thematic ဖြစ်စင်မဲ့ system တစ်ခုကိုရှာမှတ်ထားရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေဟာ the thematic ဖြစ်နေရမှာဖြစ်တယ်လို့ အဲ့လိုသာဖြစ်မနေဘူးဆိုရင်ကျွန်တော်တို့ဝမ်ထန်တယောက်ချင်းစီရဲ့ behavior ပေါ်လိုက်ပြီးဝမ်ဆောင်မှုတွေကပြောင်းလဲနေမှာဖြစ်ပါတယ်။ဥပမာပြဆိုကြပါစို့ကျွန်တော်တို့ဟိုဆိုင်ဖွင့်ထားတယ်ကျွန်တော်တို့ဆိုင်ကိုလာတယ်လာတဲ့ customer ကိုတယောက်ကိုလာတော့အဲ့ဒီဝမ်ထန်ကနေပြီးဥပမာဝမ်ထန် A ကဝမ်ထန် A ကနေပြီးရင်လာတဲ့လူတွေကိုဟိုတကောက်ဖွင့်ပေးတာလို့ခရီးအိုးကျူဆူပြုတ်လောက်တာတို့စသည်အဖြစ်ပေါ့လေလောက်တယ်ဒါပေမဲ့ဝမ်ထန် B နောက်တည့်ရကြတော့ဝမ်ထန် B ရောက်လာတဲ့အခါဝမ်ထန် B ကတော့တကောက်မဖွင့်ပေးတော့ဘူး customer မနေ့ကလာတဲ့ customer ပဲဒါပေမဲ့မနေ့ကလာတဲ့မနေ့ကလာတော့ကတော့တကားဖွင့်ပေးတယ်သူ့ကိုကောင်းမမန်ကျိုးဆိုခရီးဦးဆိုနှုတ်ဆက်တယ်ပြုံးပြီးအသေးစားပြောဆိုဆက်ဆက်နှုတ်ဆက်တယ်ပေါ့ဗျာဒါပေမဲ့နောက်တည့်ရသောတဲ့ခါကျတော့အဲ့ဒီခုနကဝန်ထမ်းမဟုတ်တော့ဘူးနောက်ဝန်ထမ်းတယောက်ဖြစ်တော်ပြီ person b ဖြစ်တော်တဲ့အတွက်အဲ့ person b ကကြတော့ သူလောက်เสียမလိုဘူးလို့ထင်ပြီးသူတကားမဖွင့်ပေးတာမျိုးတို့အယောသည်မပြုတ်မိတာမျိုးတို့လောက်တတ်တယ်ပေါ့နော်အဲ့လိုကြတော့ဒီ system တခုလွင်းနေတာဖြစ်တယ် consistency မဖြစ်တော့ဘူးပေါ့လေ automatic မဖြစ်တော့ဘူး customer ရဲ့ site ထဲကိုရောဝထွေပြောစေတယ်ပေါ့လေအဲ့လိုအရှင်မျိုးတွေဖြစ်တတ်တယ် ဟိုခီးဦးကျူဆိုတဲ့အခါလေးရှိမယ်ပြုံးပြတဲ့အခါလေးရှိမယ်မပြုံးပြတဲ့အခါလေးရှိမယ်ဝေလာတဲ့ပစ္စည်းကိုအဲ့နဲ့ထိပေးတဲ့အခါလေးရှိမယ်အဲ့နဲ့မထိပေးတဲ့အခါလေးရှိမယ်တကောက်ဖွင့်ပေးတဲ့အခါလေးရှိမယ်တကောက်မဖွင့်ပေးတဲ့အခါလေးရှိမယ်ပေါ့နော်အဲ့လိုမျိုးဆိုအဲ့ဒါ consistency မဖြစ်တော့ပါဘူးစနိုက်မကြတော့ပါဘူး system တစ်ခုမရှိတာဆိုတာသိရှာပါတယ် အဲ့ဒီအယုံဝန်ထမ်းရဲ့ behavior ပေါ်မူတည်ပြီးအီ customer တွေကိုဆက်ဆံနေတာဖြစ်ပါတယ်အဲ့ဒါတွေကဘာကြောင့်ဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဝန်ဆောင်မှုမှာ system တစ်ခု snippet တစ်ခုသေချာပေါက်ရှာမဲ့မထားလို့ဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ business မှာ snippet system တစ်ခုကိုအရင်ရှာမှာဖြစ်ပါတယ်ပြီးတော့ ဲ့ဒီ system ထဲမှာကျွန်တော်တို့ rule တွေကို second sheet တွေကိုထည့်ရမှာဖြစ်ပါတယ် system ကိုအပြင် server ကြီးလို့ကျွန်တော်တို့သတ်မှတ်လိုက်ရင် server ကြီးထဲက student တွေ trigger တွေအပိုက်အစတွေကို rule အဖြစ်နဲ့ထည့်ပြီးတည်ဆောက်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါဥပမာဆိုလိုတာဖြစ်ပါတယ်တကယ်လို့ server ကြီးအကြီးကြီးတစ်ခုတည်ဆောက်လိုက်အဲ့ဒီအကြီးကြီးထဲမှာမှာကျွန်တော်တို့ trigger တွေထည့်မယ် trigger နဲ့တူတဲ့ significant တွေထည့်မယ်ပေါ့လေ student တွေစသည်အဖြစ်အပိုက်အစလေးတွေကျွန်တော်တို့ထည့်ပြီး rule အဖြစ်နဲ့တည်ဆောက်မှာဖြစ်ပါတယ်ဆိုတော့ system တစ်ခုကိုဖြစ်အောင် ချမယ်အဲ့ဒီစီစတမ်ရဲ့အထင်းမှာပဲကျွန်တော်တို့စေကန်သတ်မှတ်ချက်တွေလိုအပ်တဲ့ rule တွေကိုကျွန်တော်တို့ထည့်ရမှာဖြစ်ပါတယ် system ထဲမှာမလုပ်ရမယ်ဘာမလုပ်ရဘူးဘယ်လောက်ထိလုပ်ရမယ်ဆိုပြီးတိတိကျကျသတ်မှတ်ထားတာမျိုးထက် print အတွန့်ပဲလွယ်လွယ်စွာလှုပ်ဆုပ်ခွင့်ပေးထားသင့်ပါတယ်ဥပမာဆိုကြပါစို့ဗျာအယောဝန်ထန်းတွေဟာဖောက်တွေတွေနဲ့ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံရမယ်လို့ကျွန်တော်တို့ကချမှတ်ထားတယ်တို့ပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့အရှင်အဖျင်ဘယ်နှမိနစ် ဘေးစကားလုံးတွေကိုဘေးဘေးအကြောက်ရမျိုးမှာ ပြောရမယ်စသည်အပြင်အတိအကျမသတ်မှတ်ထားသင့်ပါဘူးဆိုကြပါစို့ဗျာဥပမာ customer ဝေလာတဲ့ customer အလင်းလိုနေတယ်မြန်မြန်သောရှင်တယ်အဲ့ရှင်မှာသတ်မှတ်ထားတဲ့အရှင်ကဥပမာ customer တယောက်ကို10မိနစ်ပြောရမယ်2မိနစ်ပြောရမယ်လို့သတ်မှတ်ထားရဆိုရင်2မိနစ်မပြီးပြီးတော့သူကလေရှည်ပြီးအရောက်ဝန်ထမ်းကပြောနေတယ်ဆိုဟို customer တဲ့စိတ်အနှောင့်အယှက်ဖြစ်မယ်အခါကျဝေလာတဲ့ customer ကနေပြီးစကားတွေအများကြီးပြောရှင်တယ်ရောက်တဲ့ အဲလူနဲ့ပေါ့လေစစ်စမန်နဲ့အများကြီးပြောရှင်တယ်ဒါပေမဲ့သတ်မှတ်ထားတာကအာစစ်စမန်အရသတ်မှတ်ထားတာကတမနိပဲပြောရမယ်ကတ်စတမာတယောက်နဲ့လို့သတ်မှတ်ထားရင်အဲဒီစကားအများကြီးပြောရှင်တဲ့ကတ်စတမာကိုကိုကတူတူတုတ်တုတ်နဲ့ပြက်ပြက်ပြက်တူတူပြက်ပြက်သောပြောဆိုဆက်ဆံမိနေမယ်ဆိုရင်ဒီကတ်စတမာလေးစိတ်ကျင်နေမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့အရှင်အဖြစ်သတ်မှတ်တာတော့ဘယ်စကားလုံးတွေပဲသုံးရမယ်ဘယ်အချက်အပဲသုံးရမယ်ဆိုပြီးတိတိကျကျအာသတ်မှတ်ထားတာမျိုးကတော့မသိတော့ပါဘူး အဲ့ဒီလိုရင်းရင်းနှီးနှီးဆက်ဆံရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တိတိကျကျသတ်မှတ်ထားတာမျိုးတဲ့ကျွန်တော်တို့တိတိကျကျသင်ပြပေးထားတာမျိုးဖြစ်ဖို့လိုအပ်ပါတယ်ကိုဟန်အမူအရာတွေကဘလို့ပြုမှုဆက်ဆံရမယ်ကတ်စတမာလာတဲ့အခါဆေဘေရောက်တာနဲ့ခီယူပြဆိုရမယ်ပြုံပြရမယ်စသည်အဖြစ်တကောက်ဝင်ဖွင့်ပေးရမယ်လာတဲ့အခါထိုင်ဖို့နေရာထိုင်ခင်းကြီးပေးရမယ်စသည်အဖြစ်ပေါ့လေကိုဟန်အမူအရာတွေအပြုံးတွေ အသံတုံးတယ်အသံနေထားကလည်းအတက်ချဟာပေါ့လေရှူတာတဲ့အသံတွေစသည်အဖြစ်အသံတုံးကိုလေကျွန်တော်တို့သတိထားမှာဖြစ်ပါတယ်စတာတွေကိုကျွန်တော်တို့သေချာလေး train ပေးထားရမှာဖြစ်ပါတယ်ဆိုလိုတာကတော့ဗျာရင်းနှီးနှီးဆက်ဆံရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဘလို့ရင်းနှီးနှီးဆက်ဆံရမလဲဆိုတာကိုတိတိကျကျသင်ပြပေးထားရမယ် system တစ်ခုချပေးထားရမယ်သို့ပေမဲ့အဲ့ဒီ ချပေးထားတဲ့စီတန်ထဲမှာပဲကျွန်တော်တို့ဘေးစကားပဲပြောရမယ်မိနဲ့ကဘလောက်ပဲပြောရမယ်စသည်အားဖြင့်ပေါ့လေအတိအကျသတ်မှတ်ထားတာမျိုးကတော့မသိမ့်တော်ဘူးဆိုတာကိုပြောရှင်းတာဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့ဟိုဒီစီးပွားလုပ်ငန်းတွေအတွက်ဒါဒီ rule system ကတခင်လေးလိုအပ်တယ်လို့အောင်မြင်တဲ့စီးပွားလုပ်ငန်းတွေကြည့်လိုက်တဲ့အရှင်ကြည့်လိုက်ရင်လေကျွန်တော်တို့ system တွေကောင်းကောင်းရှိတယ်အဲ့ season ထဲမှာမော rule တွေကိုအသေးစားရှာမှတ်ထားတယ်အဲ့ဒါကိုတွေ့ရတာဖြစ်ပါတယ်တချို့စီးပွားလုပ်ငန်းတွေကြတော့ system တွေကတော့သတ်မှတ်ထားတယ်ဒါပေမဲ့အထက်က rule တွေမໄຂမှာတော့ သူလောက်ရမလို့လို့ကိုလောက်ရမလို့လို့ဟိုဟာလောက်ရမလို့ဒီဟာလောက်ရမလို့ ਨੇ တိုက်ပတ်ကြတယ်ဗောလေတချို့တွေကတော့စီစံမရှိဘူးအထင်းမှာပဲ rule တွေပဲသတ်မှတ်ထားတယ်သတ်မှတ်ထားတော့အဲ့ဒီ rule တွေအတိုင်းပဲသွားနေတော့ဆက်ရောက်တယ်လို့ပဲဖြစ်နေ ဖြစ်နေတယ်ပေါ့လေစသည်အားဖြင့်အဲအားကြောင့်ကျွန်တော်တို့ဒီ system နဲ့ rule ကိုတွေးပြီးနှစ်ခုလုံးကိုအသေးစား guide guide သောတက်တယ်ဆိုရင်တော့လေစီးပွားလုပ်ငန်းအတွက်အလွန်တရာမှာအကျိုးရှိမှာဖြစ်ပါတယ်အဲတော့ debut ရောလေးကတော့ကျွန်တော်တူတောက်တောက်လေးပြောပြတော့တာဖြစ်ပါတယ်ပြန်ပြောပြရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ system တစ်ခုကိုကျွန်တော်တို့ seaboard login မှာ shop ကို share မှာဖြစ်ပါတယ် system ဆိုတာကတော့ကျွန်တော်တို့ system ရဲ့ရွေရွေချက်ကတော့ consistency လို့ ခေါ်တဲ့တသမက်တပုံစံလေးဖြစ်နေဖို့ဖြစ်ပြီးတော့ royal relation ကတော့ခိုက်တဲ့အတိုင်အတိအကျလုပ်တဲ့ဆဲရုပ်လူသွားတွေမွေးထုတ်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာငါမှ system တစ်ခုတည်ဆောက်ပြီးပြီလား။ငါမှ rule တွေရှိပြီလား။ငါမှ system ရှိလို့ rule မရှိဘူးလား။ rule ရှိလို့ system မရှိဘူးလား။စသည်အဖြစ်ပေါ့လေ။ဘယ်နေအရှိုးရဲ့ချက်ရှိနေပြီလဲ။ဘယ်နေရတဲ့အာဏာချက်ရှိနေပြီလဲ။နှစ်ခုစလုံးငါမှအာသာချက်ရှိနေပြီလား။စသည်အဖြစ်ဝေဖန်သုံးသပ်အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လေးဆုံတွေ့ကြပါစို့ကျေးဇူးပါ